အားလုံးပဲမင်္ဂလာပါများကောင်းစက်တင်ထားလာမှာပြန်လဲကြိုးစို့လိုက်ပါခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ပါလိရတော့စစ်တကိုမထောက်ခံတဲ့လူပညာရှင်တွေကိုချောင်းမန်းကံမန်းတီအောင်စစ်တကလှုပ်ဖို့ပြောဆိုနေတဲ့မောင်းကျော်မျိုးမင်းရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါခင်ဗျာဒရမတို့မင်းဟာအဲ့ဒီချောင်းနဲ့ပတ်သက်ပြီးလူပညာရှင်တွေကိုဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ် ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းခေါင်းဆက်တင်ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာအခုဒီတိုက်ပြီးအကျုပ်ပြုခြင်းမပြုခြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့မနေ့ကကျွန်တော်ပြောတယ်ဖူးဖွေးနဲ့အလင်းအောင်လို့ကျွန်တော်အများကြီးပြောတယ်အာမနေ့က တုံးကပဲကျွန်တော်တည့်ရတော့မနေ့ကတော့ငါပဲကျွန်တော်ရုပ်တံပြောတဲ့အချိန်မှာမပြောခင်လေးနိုင်ပိုင်းတော့လူပဲ၃နာရီ၃နာရီလူ၅နာရီလောက်လူပြောပါဗျာမနေ့ကပဲငိုပါ၅နာရီမှာဖူးဖွေကိုတက်ဆိုင်အားဒီလုံချုံတက်ဖို့နေရာတော့ရောက်ပြီးတော့ခေါ်ယူမင်းမြန်နေလို့ကြားတယ်ဖမ်းတာမဟုတ်ဘူးကားတော့တက်ပြအောင်ပြမယ်ဖူးဖွေကိုဖူးရှိတဲ့နေရာကိုလုံချုံတက်ဖို့နေရာရောက်သွားတယ်လို့ကြားတယ်သွားပြီးတော့နေဆရာစကားပြောတယ်စကားပြောပြီးတော့ပူပပေါ်ကကုညီပြီးကိုထပ်ပြီးတော့မြစ်တာရဲခံထပ်လုခဲ့တယ်အဲ့တော့လုံချုံတက်ဖို့နေလာတဲ့ခါကျတော့ဖူးရတော့မင်းညင်းတော့မလဲပါဗျာမင်းညင်းတော့ဘူးမင်းညင်းတော့ဘူးမင်းညင်းတော့ပဲသူလည်းပါဝင်ပါမယ်ဆိုတာမျိုးကြီးဖြစ်လာတယ်ဒါကအလင်းရောင်နဲ့ပတ်သက်တော့အတင်းတရင်တော့တိတ်မချသေးဘူးသို့တော့ သူလည်းဒါဖိုးဖိုးတဲ့ကြရင်တော့သူနဲ့ဖိုးဖိုးနေရတော့စိုးပေါ်စိုးပဲကောင်းပေါ်စိုးပေါ်စိုးပဲနေဆိုတော့ဗျာဆိုတော့ကောင်းပေါ်ကောင်းပေါ်ကဘာကောင်းလာလို့ကျွန်တော်မသိစိုးပေါ်စိုးပဲနေဆိုတော့အဲသူလည်းပါလာလိမ့်မယ်လို့စားဒါပေမဲ့ကျွန်တော်ဒီနေရာမှာတစ်ခုပဲဖြစ်နေတာသူတို့တွေကပြီးရင်ဘာလုပ်ကြမယ်လို့ခေါက်တင်လဲအခုကျွန်တော်သိရတယ်လို့နိုဘာ9ရက်နေ့မနေ့ရက်ရိုက်ကွေးလုပ်ကြတယ်လို့ကြားတယ်အဲ့ဒီအချိန်မှာရိုက်ကွေးစာဟုတ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူတို့နိုင်ငံတော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကူညီပေးတဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ slogan လေးတွေပေါ့ဗျာပြောပြရတာပေါ့တယောက်ကိုတစ်ခေါက်နှစ်ခေါက်အဲ့လိုပြောပြရတဲ့ဟာလေးမှာတချို့တွေရဲ့မျက်နှာပီးတွေကတယုတ်ဆောင်ပီတာလုံးနေတချို့မျက်နှာပီးတွေကတယုတ်ဆောင်ပီတာလုံးနေ တချို့တွေက driver နေရာနေဝင်သွားတယ်မျက်နှာထွက်ပြကြလို့ driver နေရာဝင်ထိုင်လိုက်တယ် driver လည်းမဟုတ်ဘဲနဲ့အစ်စ်လည်းမဟုတ်ဘဲနဲ့ driver နေရာဝင်ထိုင်လိုက်တယ်တချို့တွေကဘယ်သူတွေလဲဆိုတော့နောက်ထွက်လာရင်ပြပါလိမ့်မယ်ကျွန်တော်မပြောသေးဘူးတချို့တွေကကျွန်တော်မျက်နှာပေါ်မှကြောက်လို့ driver နေရာဝင်ထိုင်တယ်တချို့တွေကတချို့ကျတော့အရာကြီးအကုန်လုံးစူးစီးပေးတဲ့လူလူလူဘာလို့လုပ်တယ်လဲရောလဲတယ်နော်လဲရောလဲတယ်ပြီးတော့ဘာလို့လဲဆိုတော့တချို့တွေမျက်နှာပေးတွေကမတက်တာလို့လုပ်ရတယ်ဆိုတော့မျက်နှာပေးတွေနဲ့လုပ်ကြတယ်ဆိုတော့နိုင်ငံတော်ကြီးကြီးတွေလည်းအနေနဲ့လည်းသိဖို့လိုတာကတိုင်းပြည်ကိုကူညီမယ်လို့ပြောထားတဲ့အမှုပညာရှင်တွေကနိုင်ငံတော်ကူညီမယ်လို့ပြောထားတဲ့အမှုပညာရှင်တွေကမကူညီဘဲနဲ့ ငါတို့မတတ်တာတို့လော့တာပေါ့ကွာဆိုတော့အချိုးမျိုးနဲ့လှုပ်တယ်ဆိုရင်အေးမတတ်တာလားတချိန်မဟုတ်ဘူးကွာအချိန်ချင်းခါခါပဲဆိုတော့မပြဘူးလို့တယ်ဘာလို့ဆိုတော့တစ်ခါတစ်ခါကြာရင်ဒီလူတွေကနည်းနည်းလေးတော့ကြောက်မကံမသိအောင်လှုပ်ထားပြီးလို့လိုတယ်နောက်မဆိုဂျိုကြွရတယ်ပြီးရင်တို့ကဘာလဲဆိုတော့အခုဒီနေ့ဒီမှာသူပြောလိုက်တယ်ပြောပြီးနောက်ကြလို့ရှင် Facebook မှာအဝိုက်တက်လာလို့ရှင်သူ့ရဲ့ fan တွေကနေပြီးတော့သူ့ရဲ့အခြားသောသူ့ရဲ့ဒီ lobby တွေပေါ့သူ့ရဲ့ lobby တွေနဲ့သူ့ရဲ့ fan တွေသူ့ရဲ့ fan group တွေရဲ့ lobby တွေနဲ့ပေါက်ပြီးတော့မလေးငါတို့ရဲ့ဘသူကလေဒါမတတ်တာလို့လှုပ်ပေးရတာဘာညာအဲဒီကွက်တွေလာပါလာလာအိုက်တိုင်းလာပါအပူနဲ့အိုက်တိုင်းလာမတတ်တာလို့လှုပ်ပေးရတာတဏှာကြီးထောက်ခိုင်းတော့လောက်ပြီပေါ့ ဟိုတနက်ထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုလေးလာမှာအဲ့တော့အာနာမေဖွဲ့စည်းနေနေကလည်းဒီလူတွေကိုခေါ်ခိုင်းရတာစောက်လဲစူးစားလဲယူလို့ဖြစ်တယ်တိုးတော့လုံးမှလည်းဖြစ်မယ်မလုံးရင်လည်းမရဘူးအဲ့တော့ရှင်းရှင်းလေးပြောရရင်တော့တချို့လူတွေက2020တက်ပြီးတော့2020နှစ်ဟိုကြားလို့မမိကြအောင်အကယ်ဒမီပေးဖို့တက်တဲ့ချိန်မှာတချို့လူတွေမျက်နှာကြောတယ်ဘလို့နေလဲမမိကြသေးဘူးဆိုရင်ပြန်စမ်းသပ်ဖို့လိုတယ်တချို့လူတွေကယ်ဒမီပေးဖို့တက်လာတယ်မတက်တာလို့တက်လာတယ်ဒါပေမဲ့2020နှစ်မှာတက်လာပြီဒါပေမဲ့ဘာဆက်လုပ်လဲဆိုတော့ဘာဆက်လုပ်လဲဆိုတော့ဟိုစင်မတက်ပြီးတော့မျက်နှာကြောကြီးတဲ့ခတ်တင်းနေနေစကားပြောတော့စကားကြောတင်းတင်းနေတယ်ခတ်မှမှာရွှေမုံရည်ဒီလိုပါလို့ဆိုရင် ပြောရင်မပါမှာဆိုလို့ဒီလောက်နဲ့ပဲတောက်ကျေးဇူးတင်တာမချောင်ပြုံးတော့အဲ့လိုလှုပ်ဆင်းသွားတာခင်ဗျအဲ့လိုကြီး short တော့လို့မရဘူးခင်ဗျအဲ့မှာဟိုဟိုဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးက like ခေါ်တော့သူကချောချောနဲ့လှုပ်တာအဲ့လိုလှုပ်တာကစမ်းသားကြည့်နော်တခါတခါကျရင်အဲ့ဒီလူတွေရဲ့မျက်နှာကြောတွေကလေသူတို့ကြည့်တော့ဖြစ်ဗျာခင်ဗျသူတို့ကြည့်တော့ဖြစ်လူတွေကြည့်တော့ဖြစ်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်ကျဲလုံးနေတဲ့အင်ကျက်အဆင့်ကြီးချက်တောင်ရိုးချက်မှုအင်ကျက်အဆင့်ကြီးအဲ့လိုအဆင့်ကြီးလူကြည့်တော့ဟိုဟိုပြောမယ်ဆိုဟိုအချင်းမောင်းတဲ့အဆင့်တော့မရှိပဲနဲ့ဖင်ကောင်းကျဲခြင်းနဲ့အုပ်စုတယ်ပွင့်လိုက်ပြလူကြည့်တော့အချင်းမောင်းတဲ့လောက်တော့အချင်းအချင်းမောင်းတဲ့အချင်းကြီးလောက်တော့မရှိပဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်မယ် ဆိုတော့တခါကြရင်ဆိုဖင်ကောင်းကိုတိတ်ကြည်တယ်တော့ကြည်လုံးတယ်ကဘာနဲ့ကြည်ကြည်လုံးတယ်လူကြည့်တော့ပြင်ဟိုကဘာကိုခြေတက်လာတော့မလားနိုင်ဘူးအခုခင်ဗျားမျောပြထွက်သွားတဲ့လူရချင်းနေဟိုဘက်နိုင်ငံတွေမှာဘာလောက်စားလို့ရလို့အခုပဲမှာမတက်မြတ်တော့ကဆိုစောက်လန်ကစကူမှာအရှင်ဘွယ်လျှိုးဘွယ်လာဆိုးမယ်တဲ့ရှိုးဘွယ်လာဆိုးမယ်တဲ့မဲဘာလဲသူတို့သူတို့ဖန်နေတဲ့သူတို့ဖွဲ့နေတဲ့ဟိုတော်လိုင်းညံပုံကိုတက်လာဆိုးနောက်မတက်မြတ်တော့ကနောက်တော့နောက်တရရလာဆိုးရောမယ်တဲ့အဲ့ဒါစကူမှာရှိတယ်မြန်မာတိုင်ဝါတာဝန်ရှိသူတွေလည်းဗဒကြီးပိတ်နေတယ်ကျွန်တော်ဒါစကူတိုင်ဝါတာဝန်ရှိသူတယောက်ဆိုဘာလုပ်မလဲဆိုတော့ရှင်းရှင်းလေးပဲ ဆောင်းလိုက်တော့ဘာမှတချင်းစုံလဲလက်မှတ်ရောင်းရပြီလေအဲ့ဒါလက်မှတ်ဈေးနှုန်းစုံစမ်းလိုက်တယ်ပြီးရင်ဆောင်းလိုက်တော့ဘာမှတချင်းစုံမယ်စုံမဲ့နေရာလက်မှတ်ဈေးနှုန်းနဲ့ကိုယ်ကိုယ်တိုင်းတွားပြီးဝင်ပြီးတော့အဲ့ဒီဘက်ကပါတဲ့လူစီရရှိပြီးတော့တခါလဲစင်ကိုအစိုးရစီပို့လိုက်ပြီးတော့အဲ့စီပို့လိုက်ပြီးတော့ကြည်ရောက်ဖြစ်တော့မင်းတို့နိုင်ငံမှာလာပြီးတော့ရှိုးပွဲလုပ်ပြီးတော့ပတ်စံတောင်းသွားတယ်အဲ့တော့မင်းတို့အကုန်မကောက်ဘူးလားလို့ခေါင်းခေါက်လိုက်ပွဲပြီးတော့ခင်ဗျားအဲ့လုတ်လို့ရတဲ့အရာတွေမလုတ်တာအဲ့ဒါလုတ်ကြဘူးလို့လားအခုတို့ပညာသင်နေပတ်တဲ့ကျွန်တော်တို့မြန်မာပြည်ကအစိုးရဌာနဆိုင်ရာဖွဲ့စည်းတွေဝင်ကြီးတွေ လူကြီးတွေကိုယ်တိုင်အကိုမလေးဥဒိညာစင်ရှင်မြင်သူတို့ကမသိရဘူးမိုးချွှေကိုမိုးပါကြတရားမင်းမြင်ရတယ်လို့မျိုးနဲ့ဟီးဟဲနဲ့တွားပြီးဖျဲကြတာလူကြီးတွေကလူကြီးတွေဝင်းကြီးတွေအဆင်ကဝင်းကြီးတွေဘာကြီးညာကြီးတွေပေါ့အကောင်းကြီးတွေပေါ့ဗျာခမရတို့ကလည်းအဲ့အနုပညာတွေလို့မျက်နှာကြောတင်းတင်းနဲ့ခတ်မှာမှာခတ်ပြက်ပြက်ဆက်ဆံနိုင်ဖို့လိုတယ်အဲ့လိုမှအဲ့လူတွေအချိုးပြင်းမှာခမရတို့ဟီးဟဲတွားလို့ဒီသူတို့ကဘာလဲဆိုတော့ဖုတ်လို့လည်းမရှိတယ်မှာဘူးငပိုးကြီးပါကွာဆိုပုံစံဖြစ်သွားရောခင်ဗျားတို့လည်းစင်ကြင်ကြဖို့လိုတယ်ဝင်ကြီးတွေသက်ဆိုင်ရာညှို့မှုညှို့ချုပ်တွေဘာအရာဘုံလုံးပဲရှင်းရှင်းပြအမှုပညာရှင်ကရှင်းရှင်းပြတိုင်းပြည်နဲ့ရှင်လိုက်အမှုပညာရှင်ကဘာကောင်းမှမဟုတ်ဘူးမြေမုံတပုံတော့မရှိဘူးဥပမာလည်းတိဖို့လိုတယ်အဲ့လောက်တိဖို့လိုတယ် ရှင်းရှင်းပြောဘာကောင်းမှမဟုတ်ဘူးအဲ့လိုမျိုးသိဖို့လိုတယ်အဲ့ဒါမှနည်းနည်းလေးဟိုလူလူသူလူဘာဖြစ်လာမှာနော်ဆိုလူလူသူလူနားမလဲကြအောင်အခုလူလူသူနားမလဲလို့တော်တော်ပြောယူရတဲ့အထိဖြစ်လာတယ်အခုဖိုးဖိုးတော်ပါလာပြီဘာလို့ကြာမလဲဆိုတော့အမ်ဖိုးဖိုးတော်ပါလာပြီဘာလို့ကြာမလဲဆိုရင်မတက်တာလို့လောက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်လှဲ့နေတို့ရဲ့ lobby တွေကနေတဆင့်ဝါရပြန်ပြောင်းမှာမပူနဲ့မတက်တာလို့လောက်ရတယ်ဆိုပြီးတနက်ကြီး6ထောက်ထောက်ထောက်ထားမှာတော့ငါတို့ပြောရတာပေါ့ကွာဆိုတဲ့ခေါင်းစဉ်တွေပြန်လှဲ့ကြအောင်မှာမပူနဲ့အဲ့ဒါလာအောင်မှာအဲ့ဒါကိုလည်းအာနာမျိုးဖိုးစီတွေသိဖို့လိုတယ်သိပြီးဒီလူတွေကိုနည်းနည်းတော့ညနာတွေပြုတ်တာကောင်းကောင်းပြောတခြားလေးပြောပါခင်ဗျားတို့တခြားလေးပြောပါဆိုတော့လုံမရဘူး ပုံနဲ့ပြန်ပြတောက်ကိုကြည့်နေတယ်လားအဲ့လောက်တော့လုံးတယ်နော်အဲ့ဒါမှပြီးရင်နောက်တစ်ခါတို့ရဲ့အခွန်တွေလိုက်တာကူတွေကတို့တို့တစ်နှစ်ပတ်လုံးမနာကရိုက်ခဲ့တယ်ဖူးဖေးဆိုလို့ဖူးဖေးရဲ့ရိုက်ခဲ့တဲ့ကားတွေအကုန်လုံးစင်းတွေဆွတ်ချလိုက်ရွှေရှင်ထုတ်လိုက်ကုမ္ပဏီနာမည်ကြီးလိုက်အဲ့ထုတ်လိုက်ကုမ္ပဏီအကုန်လုံးပိုင်ရှင်တွေခေါ်မင်းတို့လောင်းတောင်းခဏလောင်းခေါ်လောင်းမင်းဖူးဖေးနဲ့မနာကရိုက်ခဲ့တယ်မနာကโอเคဒါပေမဲ့အဲ့ကားတွေရိုက်ခဲ့တယ်ဖူးတစ်ခါတော့ဘယ်လောက်ပြရလဲမေးလိုက်ရှင်းရှင်းပြလိုက်အဘယ်လောက်ပြရလဲโอเคကား၁၀ကားဆိုရင်တစ်ခါကိုကျွန်တော်သိန်းသုံးရပြရမယ်၁၀ကားသိန်းသုံးတော့ကဲဖူးဖေးအခုဘယ်လောက်ဆောင်တာလဲရွှေရှင်ထုတ်လိုက်ကုမ္ပဏီမင်းမင်းကုန်ဘယ်လောက်ဆောင်တာလဲပြန်ထောက်ဆန်းပါခင်ဗျားတို့ ဘာမှသူတို့အနိုင်ကျင့်တာမဟုတ်ဘူးအဲ့ဒါအမှန်တရားကြီးပဲအမှန်တရားကြီးအဲ့ဒါကအရှိတရားကြီးအရှိတရားကြီးကိုမှကလည်းတော့မလုပ်တဲ့ခါကျတော့ခင်ဗျားတို့ဟိုဟာဟိုကတော့ပါစောက်ကြည့်မဆိုင်ဘူးဆိုပုံတော့လုပ်ကုန်ပါအဲ့ဒါပဲလုပ်ရမယ်လုပ်ရမယ်နောက်တစ်ခုကရုပ်ရှင်ထုတ်လို့ကုမ္ပဏီအချို့တွေကိုစောင့်ကြည့်ရမယ်ဆိုတာအနာမယ်ဖော်သိတယ်ဘာစောင့်ကြည့်မလဲဆိုတော့ကြည့်လိုက်အခုဒီခင်းချင်းပြီးရင်ဒီခင်းချင်းနဲ့ညင်သွားတဲ့ခါကျရင်သူတို့လုပ်လိမ့်မယ်ဘာလုပ်မလဲဆိုတော့တချို့အမှုပညာရှင်အုပ်စုတွေကိုရုပ်ရှင်ကမရိုက်ဖက်နဲ့တချို့တွေကိုရိုက်ပေးလိမ့်မယ်အဲ့တချို့ရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေလည်းသိစီတင်တာသိစီအောင်လုပ်တင်တာရုပ်ရှင်ကုမ္ပဏီကဘာလဲဆိုတော့ထပ်ပါတော့ညီပိနေရဆက်ပြီးအားပေးနေတဲ့ထောက်ခံနေတဲ့အမှုပညာရှင်တွေကိုခေါ်ပြီးတော့ဇာတ်ကားရိုက်တာရုပ်ရှင်ကားတွေရိုက်ပေးတာရိုက်ပြီးတော့ TV channel မှာပြရရှိကောင်မှာပြအဲ့လိုမျိုးတွေကိုလည်းလုတ်ပြီးတော့ဒီပိနေကဘိုင်းကောင်လုပ်နေပါလေဆိုတဲ့အမှုပညာရှင်တွေကြောင်ထုတ်ပလိုက်တာမျိုးအဲ့လိုမျိုးရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေကလုပ်ရင်အဲ့ဒီကုမ္ပဏီကိုယ်တိုင်ကအဲ့ဒါဒီပိအားပေးနေဖြစ်နေတာအဲ့တော့အဲ့ဒီရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေကြော်ညာကုမ္ပဏီတွေကစောင့်ကြည့်အောင်စောင့်ကြည့်ပြီးတော့ကြော်ညာကုမ္ပဏီတွေကခုခုပဲထားပါတော့အဲ့ဒီကုမ္ပဏီကခေါ်ရိုက်တာမသိဘူးလေဒီပိနေကအားပေးနေအမှုပညာရှင်သူခေါ်ရိုက်တယ်ဘာဖြစ်လို့သူ့ကိုခေါ်ရိုက်တာလဲမင်းကြည့်မေးရုံပဲမေးရုံပဲဘာဖြစ်လို့သူခေါ်ရိုက်တာလဲအဲ့ဘာကြောင့်ဘာကြောင့် ဘာဖြစ်လို့သူ့လိုပဲသူလည်းရှိတာဘာကြောင့်သူ့မြေတာအဲ့လိုထောက်တခုချင်းထောက်ကြည့်ခင်ဗျအဲ့ဒီကောင်ကြီးခလုတ်ကမလုံနိုင်ဘူးအဲ့လိုထောက်ရမှာအဲ့တော့အာရိုင်ဖွဲ့စည်းကြီးနော်ပြည်ကြီးဝင်ကြီးဌာနနဲ့အာရိုင်ဖွဲ့စည်းနဲ့ပေါင်းဆက်ပြီးတော့စနစ်ကြရုပ်ရှင်စီးအောင်နဲ့၃ဘက်ပေါင်းဆက်ပြီးတော့စနစ်ကြ first တစ်ခုဖွဲ့ tax force တစ်ခုဖွဲ့ပြီးတော့စောင့်ကြည့်အဲ့ဒီကောင်ကြီးလှုပ်ရဲတော့နောက်ဆိုရင်နိုင်ငံရေးကိုသူ့ဟိုနောက်နောက်နိုင်ငံရေးတော့ကမလေးကျွန်တော်လှည့်အောင်လှည့်ကျွန်တော်ပါပဲဖြစ်သွားမယ်။ဒါဆိုသူတို့ဒီနေ့အခုဒီလိုပြောနေတဲ့အကြောင်းရင်းတွေရှင်းရှင်းလေးပဲအကြောင်းလာတစ်ခုလည်းရှိအကြောင်းမှကြာပါလဲဆိုတော့ဒီနေ့နိုင်ငံရေးခင်းချင်းကြီးမှာလူတွေတေအောင်မြှောက်ပေးကြတာသူတို့တိုင်းပြည်ကိုဟိုအော့တောင်းပြပြမြှောက်ပေးကြတာသူတို့ဒါကြောင့်မလို့သူတို့ပြောနေရတာသူတို့ဒါဒီခင်းချင်းမှာ AAC ဒီပေါ်ပါနဲ့လူတွေချမ်းမှာဆန္ဒပြောက်ထွက်ပြတယ်ပြီး AAC ပြန်နားလိုက်တယ်ဆိုကျွန်တော်ဘာမှမပြောဘူးဟုတ်ပါဆိုအချမ်းဖက်ထောက်ဖို့အားပေးတယ်ပါလောက်ကြတာလူတက်ရမယ်တက်ဖို့တက်ပြရမယ်ဒလန်တက်ပြရမယ်လို့တမုံမျိုးလို့တမုံမျိုးလို့ပြောဆိုဒလန်အတက်ပြရမယ်ဘာညမျိုးတွေပြောတာအထိအစီရင်လောက်ကြပါဆိုလှုပ်ဆိုတာဒီအချမ်းဖက်အားပေးလုံးဆိုတော့အကြီးကျယ်လုပ်ခဲ့လို့ဒီနေ့တိုင်းပြည်မှာလူငယ်ပေါင်းများစွာတည်ရပြီအစောဝင်းနဲ့လည်းအများကြီးတည်ရပြီစစ်သားတွေလည်းတည်ရတယ်ရဲတွေလည်းတည်ရတယ်နော်အမှုပညာချင်းချင်းချင်းလည်းပြန်တက်တယ်ပညာရေးပဲကျမကြီးဝန်ထမ်းတွေပညာရေးဝန်ထမ်းတွေအသက်ခံရတယ်ခမညာလူပေါင်းများစွာအသက်ခံရတယ်ပါတီဝင်တွေအသက်ခံရတယ်ပြည်ထောင်စုပါတီဝင်တွေအသက်ခံရတယ်ဆိုတော့တမိုင်းမှာမှတ်တမ်းနေပြီအဲ့ဒါတွေ အလကားမဟုတ်ဘူးအဲ့ဒါအဲ့ဒါဒီကောင်လေးကြောက်တယ်လို့ဖြစ်လို့ကျွန်တော်ဒီနေ့ဒါကိုပြောနေရတာဒီလူတွေတချို့ကမုန်းအောင်လဲသူကကျွန်တော်စိတ်ဝါပြပဲနေလည်းမဟုတ်ဘူးမုန်းရတယ်အကြောင်းမရှိဒါပေမဲ့ဒီလူတွေမဟုတ်တာလောက်ခဲ့ဘူးလောက်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ကဘာကြောင့်ထောက်ပြီးတော့မှဒါကိုပြန်ပြီးတော့ဒီကောင်လေးဒီလိုပြန်ကြက်မှရအောင်ဆိုပြောနေတာအဲ့တော့လူပြန်ရှင်ပြည်ထဲမှာရှိလူပြန်ရှင်တော်တော်များတော့ကျွန်တော်တော်တော်ဆောက်မိကလေးပဲကျွန်တော်ပို့လို့ပြောရမယ်ခမရဆမ်းကလေးခမရကျွေးတယ်မှကျွန်တော်စားနာမဟုတ်ဘူးအဲ့တော့ရှင်းရှင်းလေးပြောတာခမရတို့လုတ်လို့ဖြက်စီးခဲ့လို့တိုက်ပြီးဒီလောက်ပြက်စီးသွားတာကိုအဖတ်ဆဲဖို့ဝိုင်းပြီးစူးစမ်းနေတဲ့ဂျာလစ်ကြောက်နေတဲ့ကိုယ့်အလုပ်ကိုကိုလုပ်နေတယ်အဲ့တော့ခမရတို့ရဲ့ချင်းချင်းတူတူမူမူခါခါတွေအကုန်လုံးကျွန်တော်တို့ပေါ်ထုတ်ရအကုန်ဖော်လို့ရတယ် ဂျန်လစ်ကအကုန်လိုက်လို့ရတယ်၊မှုလို့ရတယ်။နော်လောကတွေကိုမှုလိုက်ရင်ကဘယ်ကောင်ပါကောင်ကိုပေါ်လာမှာ။ကျွန်တော်တို့အဲ့ဒါနေမဟုတ်ဘူး။ကျွန်တော်တို့ပြောတာကတော့နိုင်ငံရေးမှာမလိုရရင်လုံချင်နိုင်ငံရေးလုံးလာထွက်လို့လိုက်။အခုလူမင်းတော်ကပါတီထောင်ပလိုက်ရတယ်ထောင်ပလိုက်။ထောင်ပလိုက်ကိုပြည်ဒီကိုပြည်ဒီထောင်ပလိုက်ပါတီ။ရတယ်ထောင်ပလိုက်ဘာမှမပြောကျွန်တော်ပြော။ဒါပေမဲ့နိုင်ငံရေးအရောင်တော်တော်ထထလို့တာ။ကိုလည်းတကယ်ဟုတ်တာလုပ်တယ်ပေါ့ပြီးတော့ဟုတ်တယ်မဟုတ်ဘူး။ရတဲ့ပတ်စံတွေဘယ်လောက်ရခဲ့လဲခင်ဗျားတို့ဘဏ်ကောင်တွေပြန်ဆင်အကုန်ပေါ်တယ်။အဲ့ဒီပြန်ချင်တဲ့ဘဏ်ကောင်တွေအကုန်လုံးပြန်ပြီးတော့တစ်ခုချင်းစီပြန်လိုက်ရင်လေ။ခင်ဗျား ဝေ transition တွေပြီးခဲ့တဲ့28ခေတ်ချင်းမှာ transition ဝင်ထားတဲ့ဟာတွေ20 27မှာဝင်ထားတဲ့ transition တွေပြန်လိုက်လိုက်ရင်ခင်ဗျားအကုန်လုံးဘုတ်ဆွဲခေါ်တို့လို့ထောင်ထဲအောင်တောင်းထောင်အောင်ဖြစ်မှာတပြုံးကြီးပဲအဲ့ဒါရှိတယ်ဒါကြောင့်တို့တို့ဘာတွေလုပ်ခဲ့လဲတို့တို့သိတယ်တို့ကိုတို့တို့သိတယ်ဒါကြောင့်ကျွန်တော်တို့တချို့ဟာတွေထိမ့်ပြီးပြောနေရတာဒါကြောင့်တချို့လူပြန်ရှင်တွေနားလည်ဖို့လိုတာပါလားတဲ့နားလည်ဖို့လိုတာကိုဘာလုပ်ခဲ့လဲကိုသိတယ်ပုဂ္ဂိုလ်ကိုလည်းပြန်မေးကြဖို့လိုတယ်ဒါလေးကကြုံကြလို့ကျွန်တော်ထည့်ပြောတာခေါ့နော်ဆိုတော့ဒါတစ်ချက်နောက်တစ်ခုကနောက်တစ်ခုကဘာပြောပါမလဲဆိုတော့ဒီဒီနေ့ hop ဖြစ်နေတဲ့ issue လေးတစ်ခုပေါ်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဟိုဟိုတမနာဦးသိန်းစိန်ကိုစော်ကားပြီးတော့ကြပြာကြီးရခဲ့တဲ့အကောင် နော်ကျွန်တော်တို့နားလိုက်တဲ့ကဗျာဆိုတာကဗျာဆိုတာတကယ်ကိုနှလုံးသားကိုနူးညံ့ပြုံးနူးညံ့စေတယ်ဒီကောကမယိုင်းနဲ့ဘယ်လိုကြီးလဲမောင်ဆောင်ခကျွန်တော်နဲ့နည်းနည်းတော့ငယ်တယ်ဟောဘာလို့လဲဆိုတော့မောင်ဆောင်ခကွန်မြူနတီပြဒီကောကွန်မြူနတီလောကကွန်မြူနတီဟိုဘာကဘာမွေးထားတဲ့အုပ်စုတွေကဆဲလ်တွေတယောက်ဖြစ်ပုံများတယ်ဆိုတော့မောင်ဆောင်ခကဘာလို့လဲဆိုတော့မောင်ဆောင်ခမောင်ဆောင်ခဆိုတဲ့ပုံကတမနာကြီးဥသိစင်ကိုဗာလဲတမနာကြီးဥသိစင်ပုံကိုသူ့လိန်ထဲမှာတတူးထိုးထားတယ်ဆိုပြီးတော့ပေါက်ကရလို့သူ့မိမအွန်နှလုံးနာလို့ဆိုပြီးတော့အဲ့လိုအဲ့ကဗျာမြည်တာခရစ်စနာကြီးပြဘလို့ရှိမယိုင်းလဲဆိုတော့ဗျာသူ့အဖေရွယ်ကိုသူ့အဖေရွယ်သူ့အဖိုးရွယ်လောက်ကိုမမယိုင်းလို့တာလူတယောက်ကိုတမနာဥသိစင်မကြိုက်မကြိုက်လို့ဝေဖန်လို့ရရင်မဲ့ ဒီလိုလုပ်တယ်ဆိုတာကတော့ဘာလို့မရိုင်းလဲဆိုတော့ခလောက်စဉ်းစားကြည့်အဲ့ဒီအုပ်စုကဒီနေ့တိုင်းပြည်ကိုပါလဲဒီမိုကရေစီလိုချင်တယ်လို့ဘာဖြစ်ချင်တယ်ဘာဖြစ်ချင်တယ်တန်းတူညီမျှရေလို့ဒါတော့မရိုင်းရန်ကားထားတဲ့ကောင်တွေကလိုချင်တာပါလဲလူခွေရေလို့တန်းတူညီမျှရေလို့စဉ်းစားကြည့်အောင်အဲ့လိုကောင်မျိုးတွေကခုမောင်ဆောင်ခါနဲ့ပတ်သက်ပြီးတရင်တစ်ခုထွက်လာတယ်ထွက်လာတဲ့ on telegram group တွေမှာတော်တော်လေးရှိပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေ confirm လုပ်ကြည့်တယ် confirm လုပ်ကြည့်တဲ့ခါကျတော့ဟိုပို့လိုက်ပြောရင် confirm လုပ်ကြည့်တဲ့ခါကျမှပဲစိတ်တော့စိတ်တော့မကောင်းစိတ်တော့မကောင်းမမှန်လို့မမှန်လို့နော်အဲ့တော့ဘာတင်းထွက်လဲဆိုတော့မောင်ဆောင်ခါနဲ့ပတ်သက်ပြီးထွက်တဲ့တရင်ကပါလဲဆိုတော့ဟိုအားတဲ့ကရင်ကွင်းထဲမှာကရင်ပြည်နယ်ထဲကွင်းထဲမှာမောင်ဆောင်ခါဖြစ်ခံရရယူပေါ့နော် ကြားတာမောင်ဆောင်ကဟိုးတဲ့အဲဗာလဲနဘူးဘက်ကအေးပြီးနေနဘူးဘက်ကနဘူးနာအထီးကလေးကော်တူးအဲ့တိုက်ပွဲမှာတဲ့မောင်ဆောင်ခကတက်တူးဘာပဲဆိုလဲမောင်ဆောင်ခကဒီစနိုက်ပါနဲ့စနိုက်ပါလာမိပြီးတော့သုံးပြီးဆိုတေးပြီးဆိုပြီးတော့ရေးတယ်အဲ့မှာဒီထီးကလေးကော်တူးဆိုတဲ့တိုက်ပွဲဆိုတာက KRU တက်မှာ9နဲ့9ခုနှစ်ကချိန်ဆက်နေရခွင့်နေပါအဲ့ခွင့်ထဲမှာရှိတဲ့နေရအဲ့နေရကို BGF နဲ့တပ်ပလောင်နဲ့ပုံပေါင်းတပ်ဖွဲ့ဝင်နေရဝင်ပြီးတော့ထိုးစစ်စင်ထိုးစစ်စင်နေတဲ့ခါမှာတိုက်ပွဲဖြစ်ခဲ့တဲ့အတွက်အဲ့ကာလာတို့မှာကောနာဒီမောင်ဆောင်ခကတက်တူး sorry မောင်ဆောင်ခကစနိုက်ပါထိပြီးတော့စနိုက်ပါမိပြီးတော့တေးပြီးဆိုပြီးရေးတယ်ကျွန်တော်သိရတဲ့လောက် confirm လုပ်ကြည့်တော့ ဟိုမောင်ဆောင်ခါကိုစနိုက်ပါထိချင်းမရှိနောက်တစ်ခုကအဲ့ဒီကိုယ်ကိုမောင်ဆောင်ခါရဲ့ BPL လေးအုပ်စုလို့ရောက်နေတာမရှိဘူးလို့ကျွန်မနံပါတ်1ကြားတယ်ဒါပေမဲ့တိုက်ပွဲဖြစ်ကြတဲ့အစားဆိုဖြစ်တယ်အဲ့ဒီခုနဒီကလေးကော့ဒိုနဘူးဒီကလေးကော့ဒိုပါအိုင်နာတဝိုက်ဒီမှာတက်မရော်နဲ့တက်မရော်ရဲ့ဟိုတိုက်ပွဲတွေဖြစ်တယ်ဘာလို့ဖြစ်လဲဆိုတော့တက်မရော်ကအဲ့ဒီဒီကလေးနဘူးဘက်ချမ်းတွေကိုတိုးစစ်ပြန်ဆင်ရခြင်းအကြောင်းအရာအဲ့ဘက်ချမ်းတွေမှာဒီတရားမဝင်ကုန်သွယ်ကားတွေကလည်းအဲ့ဘက်ကနေဖြတ်ထွက်နေတာအခုရှိတယ်ရှိတော့အဲ့ဘက်ကိုကုန်သွယ်ကားတွေကိုသွားဖမ်းဖို့တက်ရင်းနဲ့အဲ့ဒီမှာရှိတယ်ဒီကရင်ခွန်တွေက KNU တက်မ9ခွန်ချိတ်ဆက်ခွန်တွေထဲမှာသွားပြီးတော့ဟိုဘာခေါ်လဲဆိုတော့ ဒီတရားမှန်ကားတွေဖမ်းဖို့တိုးစစ်ဆင်တယ်တိုးစစ်ဆင်တဲ့ခါမှာအဲ့မှာကြံနေတဲ့အကျွင်းကြံလက်နက်ကင်အဖွဲ့တွေရှိတယ် KNU ဘက်ကလူတွေရဲ့ PDF တွေအဖွဲ့တွေရှိတယ်အဖွဲ့တွေနဲ့ထိတိုက်တွေ့တယ်တပ်ကပစ်တယ်စနိုက်ပါတွေနဲ့ကွိုင်တာတပ်ကစနိုက်ပါကွိုင်နေ drone နဲ့အကဲကြီးတယ်စနိုက်ပါနဲ့ပစ်တယ်ရှင်းပြရင်တော့စစ်ကြောင်းကအောက်ကထိုးတယ်အဲ့လိုပေါင်းတာပေါင်းပြီးတိုက်တယ်ပေါင်းဆက်တိုက်တာတိုက်ပွဲတွေမှာ PDF တွေရောက်30လောက်တည်တယ်လူကြားတယ်ဒါပေမဲ့ဟိုဘာလဲဆိုတော့30အောက်လည်းဖြစ်နိုင်တယ်အပေါ်လည်းဖြစ်နိုင်တယ်30ပတ်လောက်တည်တယ်လို့သတင်းကြားတယ်ဒါပေမဲ့အဲ့ထက်မောင်ဆောင်ကမပါဘူးတဲ့မောင်ဆောင်ကမပါဘူးမောင်ဆောင်ကရဲ့ BBL တွေစိတ်ပါတယ်လို့လည်းမပါဘူးတဲ့ မပါဘူးလေအဲ့တော့ပြောရရင်တော့မောင်ဆောင်ကအဲ့ဒီမှာတည်ရဆိုမှဖြစ်နိုင်ဘူးလေမောင်ဆောင်ကလက်ရှိချိန်မှာပမာရှိနေလဲမင်း तू ကကြည့်ရတာဟုတ်ပဲဒီမိုးကုတ်ဘက်ကိုတက်ဖို့ရှိတယ်လို့ကြားတယ်ဒါပေမဲ့အခုချိန်ကြီးတော့မောင်ဆောင်ကအဲအညာကွန်ထဲမှာရှိမှလို့ကြားတယ်ပေါ့အညာဘက်ကအညာလေးစားကွန်ထဲမှာကြောက်ပရောင်းမဟုတ်ဘူးပေါ့ဗျာကြောက်ပရောင်းကသူ့နေနေကြောက်ပရောင်းကြောက်ပရောင်းကသူ့မွေးဖွားရနေမြို့နေပေါ့ဒါပေမဲ့ကြောက်ပရောင်းမဟုတ်တော့အပေါ်ဘက်ပေါ့နော်ကျွန်တော်ထင်နေဘယ်ဘက်ဒီဖြစ်မလဲဆိုတော့ဒီမရိယာဘက်ဒီရောက်နေမလားဒါမှမဟုတ်ဟုတ်ပဲဟိုရှူရှူဘက်ဒီရောက်နေလားတော့မသိဘူးကြောက်ပရောင်းအဲအဲကြောက်ပရောင်းသားလေးကအဲအခုသူတက်မှာမိုးကုတ်ဘက်ကိုတက်တယ်လို့ တက်မယ်တက်ဖို့ကြားတယ်တက်မယ်လို့ကြားတယ်တဲ့ဒါမှလည်းခုတိ confirm လို့ပြောလို့မရအောင်တေချာတော့အောက်ကိုဆင်းလာဖို့မဖြစ်နိုင်ဘူးနော် BBL လေးမောင်ဆောင်ခါပါလို့ဆိုရှမ်းမြောက်ဖွဲ့တွေတော့ပေါ့ပေါ့တိုက်ခဲ့ပြီးတော့နောက်သူပြန်ဆင်းရင်အညာဘက်ကိုသူဆင်းမှာဒီအကရင်ဝင်တော့သူဆင်းရဘူးဘောနော်အဲ့တော့မဖြစ်နိုင်ဘူးနော်ဆိုတော့မောင်ဆောင်ခါတည်းမဖြစ်နိုင်ဒါမှ PDF တွေတော့တည်တယ်ရောက်30နီးပါးတည်တယ်30ပတ်လောက်တည်တယ်တဲ့အဲ့မှာတက်ကဆက်ကြောင်းလေးထိုးတယ်ထိုးတဲ့ခါမှာသူတို့ KN လက်နက်ကရင်နေနေ PDF တွေနေတည်တဲ့လူတွေဟိုကြီးလိုက်တဲ့ခါကျတော့သူတို့ရှင်မှာလက်နက်ကလည်းတိတ်ချက်ကမလုံးလောက်တော့ဘူးခရမ်းချီတယ်မလုံးလောက်တော့ဘူးဒီကောင်တွေမှာပြီးတော့ဒီကောင်တွေမှာ drone လည်းမရှိတော့ဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စိုးချက်ကထိုင်းဘက်ခြမ်းကလည်းဘယ်လောက်ထိတင်းကြပ်ထားလဲဆိုရင်တဲ့ ထိုင်းပြည်ကမှ drone ဝယ်မယ်ဆိုလို့ရှိရင်မြန်မာပြည်အရင်ကတော့တော့ဝယ်ရတယ်အဲလက်နက်ကင်ကရင်လက်နက်ကင်ဖွဲ့တွေကရင်လက်နက်ကင်ဖွဲ့တွေကထိုင်းမှာတော့တော့ drone ကဝယ်တယ်စိုက်ပျိုးရေး drone တွေကဘာ drone ညာတော့အုံးချောက်ဝယ်တာဝယ်တော့အခုကြတော့ဝယ်ခွင့်မပေးတော့ထိုင်းမှာပိတ်လိုက်တယ်ဥမာထိုင်းမှာ drone ဝယ်ကျင်တယ်မဲဆောက်ချင်းမှာ drone ဝယ်ကျင်တယ်မဲအောင်ဆောင်ဘက်တွေမှာ drone ဝယ်မယ်ဆိုရင်ထိုင်းကပြတ်တယ်ထိုင်းနိုင်ငံသားဖြစ်ရမယ်ပြီးရင်ထိုင်းနိုင်ငံသားအဲ့ဒီ तू လုပ်နေတဲ့လုပ်ငန်းကို तू ဖော်ပြရမယ်အဲ့ဒီလုပ်ငန်းဟောက်ကြောင်ဘေးအိမ်ထောက်ခံတာပါမယ်အဲ့ဒါပါမှအဲ့ drone ညောင်းပေးမယ်ဆိုတော့ထိုင်းနိုင်ငံသားတွေလည်းမွေရဲတော့မွေရဲတော့ထိုင်းနိုင်ငံသားသူ့နာမည်နဲ့ဝယ်ပြီးတော့ကေလက်တက်ကင်ဖွဲ့တွေလွှဲထုတ်ပေးနေတော့တစ်ချိန်ထိုင်းရဲရလာစင် तू မရှိ तू ဖမ်းခံရမှာအဲ့တော့ तू လည်း မလုပ်တော့မလုပ်တော့ဘာဖြစ်လဲဆိုတော့ထိုင်းဘက်မှာ drone ware ခက်လာတယ်နောက်တစ်ခါလက်နက်ခဲရလက်နက်ကြီးရလက်နက်ကြီးဒီခုနဒီ launcher ပြစ်မဲ့ဟာတွေပေါ့အဲ့ဒါတွေကလုံးဟိုအဲ့ဒါတွေငပြောဘူးတွေပေါ့အဲ့ဒါတွေကလုံးဝဲဖို့ကြိုးစားရတယ်အဲ့ဒါတွေစိန်ကြောင်းတွေဝဲဖို့တွေလေဟိုအချမ်းကမရောက်တော့ဘူးထိုင်းရအောင်ဖမ်းဆိုတော့ဒီကောင်တွေအကုန်တော့ခါရောက်ကုန်ပြီတော့နောက်ဆုံးပါဘာဆက်ဖြစ်နေလဲဆိုတော့လက်နက်ခဲရမလုံလောက်ဘူးပြန်တက်ပြီးတော့စစ်တပ်ကလာတိုက်ရင်အကုန်လုံးကအတုံးယုံတည်တယ်ပြေးကြတယ်ပြေးကြလွားကြတယ်အဲ့လိုဖြစ်ကုန်တယ်အခုကအကုန်ဘာဖြစ်ကုန်ဆိုတော့ဟိုဘာလို့တော့ဆိုတော့ဟိုဘာလို့တော့ဆိုတော့ ုံနဲ့အုံနဲ့အုံနဲ့အင်အဘလို့အုပ်စုလိုက်ခြင်းအင်အားနဲ့ဒုရတယ်မရှိတော့ဘဲနဲ့ကိုနာရောက်30 15ရောက်30ဒီနာရောက်30အဲ့လိုနဲ့ပြန့်ကျဲသွားတယ်ကိုလုံးပြန့်ကျဲကုန်တယ်ပြန့်ကျဲကုန်ပြီးတော့လုံးဝစနစ်တကျတိဆောက်တဲ့ဒါမဟုတ်တော့ပြိုပြဲပြိုပြက်နေပြီးတော့အဲ့တော့ကရင်ကွန်ထဲမှာတက်ကလည်းရှင်းပြောရင်နေမျိုးရှင်းလင်းလို့ရတာအာချလိုင်းကြီးကိစ္စပြန်ဖွင့်ဖို့ကိစ္စတွေကိုယူရပြီးတော့ဒီရှင်းသမျှပတ်ပတ်လေအကုန်လုံးပတ်ပြီးထိုးရှင်းထုတ်နေတာဖြစ်တဲ့အတွက်အရှင်းထုတ်တဲ့အချိန်မှာတိုက်ခွက်ပြလို့ဒီကွန်ကကရင်ကွန်မှာတော့ကွန်ကနဘူးနဘူးပေါ့နော်ကော်တိုဘက်ကွန်ဒီမှာအဲပြီးတဲ့တွေတည်တာပြီးတော့အများကြီးဖြစ်သွားတယ်ဒါပေမဲ့မောင်ဆောင်ခါတော့မပါဝင်ခဲ့ဘူးလို့တော့ကျွန်တော်တို့သတင်းပြန်ကြရပါတယ် နောက်ထပ် issue တစ်ခုကြတော့ဒီအဲတင်ရွေကြောင်းပါတော့ကြားဖြန့်ကိစ္စလေးဒီနေ့ထည့်ပြောရမှာပေါ့နော်ကြားဖြန့်ကိစ္စတခြားမပါဘူးအဲအိန္ဒိယသားတွေပေါ့နော်အိန္ဒိယသားတွေကြားဖြန့်ဆိုတာခုနကဒီဟိုမှာပေါ့ခေခေပတ်မှာပေါ့နော်ဖမ်းဖမ်းပြီးခေခေပတ်ကနေပြီးတော့ထွက်ပြေးလာတယ်ခေခေပတ်ကိုတတ်မတော်ရှင်းလေးလုပ်တဲ့အခါဟိုခေခေပတ်ကနေထွက်ပြေးလာတဲ့အဲတိတ်ချောင်လာတဲ့အိန္ဒိယနိုင်ငံသားတွေပေါ့နော်အိန္ဒိယနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့အိန္ဒိယစစ်တပ်ကစစ်တပ်ကလေရင်ကြီးကြီးတစ်စီးကနေပြီးတော့ထိုင်းနိုင်ငံမဲဆောက်ကိုလေးစီကိုဆင်းပါတယ် ဆင်းပါဒီနေ့လေရင်ဆင်းလာပါတယ်မဲဆောက်ကလေးစီကိုအိန္ဒိယလေလေတက်တမတော်လေရဲ့အိန္ဒိယစစ်တပ်စစ်တပ်ကလေလို့ပြောရင်ပူရှင်းပါတယ်အိန္ဒိယစစ်တပ်ကလေရင်ကမဲဆောက်ကိုဒီနေ့ဆင်းတယ်လို့ကျွန်တော်သိရတယ်ဆင်းပြီးတော့ဘာလုပ်ကြလဲဆိုတော့ခုနဒီ KK Park ထဲမှာကြားဖြန့်ထဲမှာကိုယ်ထဲမှာအလိန်ခံထားရတဲ့အိန္ဒိယနိုင်ငံသားတွေကြားဖြန့်လိန်ဖို့တဲ့ငှားထားခံရတဲ့အိန္ဒိယနိုင်ငံသားအလုပ်သမားတွေပေါ့အဲ့ဒါတွေအကုန်လုံးကိုမဲဆောက်ကနေတဆင့်ပြန်ပြီးဒီနေ့ခေါ်ရလို့သိရတယ်ဘယ်လောက်များလဲဆိုတော့အိန္ဒိယနိုင်ငံသား290ရှိတယ်လို့ကြားတယ်290ရဲ့နော်လင်ရ စည်းရမလို့နှစ်စီးလာတဲ့ရပါတယ်နှစ်စီးလာတဲ့ရပါတယ်အဲ့တော့မဲဆောက်လေးလေးကိုဆင်းပြီးတော့လာတဲ့သွားတယ်အဲ့တော့ကြားပြန်နေပတ်သက်လို့ရှိရင်အဲ့ဒီမဲဆောက်ကနေပြီးပဲအကုန်လုံးလာပြီးတည်ရတယ်ဆိုတော့အိန္ဒိယရဲ့လားဆိုတော့အခြားနိုင်ငံသားတွေလည်းအများကြီးကြံနေပါသေးတယ်ပြောရရင်တော့အိန္ဒိယနိုင်ငံသားတွေကအဲ့ဒီလူအဲ့ဒီမြောက်ပြည်မဲဆောက်ပေါ့နော်အဲ့ဒီနေဆက်တချို့မှာအိန္ဒိယနိုင်ငံသားကြီးအယောက်900ထက်မနည်းရှိတယ်900ထက်မနည်းရှိတယ်အဲ့ဒီ900ထက်မနည်းမှာ290လောက်ပြန်ခေါ်သွားပြီနောက်ထပ်လာခေါ်ဖို့အိန္ဒိယလာလိမ့်မယ်လို့ချန်ပီယံသိရတယ် ောက်တစ်ခါအိန္ဒိယနိုင်ငံသားအပြင်အခြားသောနိုင်ငံသားတွေလည်းနိုင်ငံပေါင်း28နိုင်ငံထက်မနည်းမှရှိတယ်။နိုင်ငံသား2000နီးပါး1500ကျော်2000နီးပါးလောက်ကလည်းရှိနေသေးတယ်။အဲ့ဒါအကုန်လုံးအကုန်လုံးတော့တက်ဆိုင်နိုင်ငံတွေကိုဆက်သွယ်ပြီးတော့ဒါဆက်သွယ်ဆက်သွယ်ဆက်သွယ်ပြီးတော့မြောက်ရီကနေပြီးတော့ဒါအဖွင့်ဥပဒေကိုမဲဆောက်ဖို့မဲဆောက်ရတယ်ပြီးလေးနဲ့ပြန်သေးကြ။အဲ့ဒါကြီးလုံနေကြရင်သိရတယ်။ပြောရရင်ဂျားဖြန်နဲ့ပတ်သက်ရင်အစိုးရဘက်ကတော့အားနဲ့အင်နဲ့ဒူးနဲ့တင်းနဲ့တော့ရှင်းလင်းလုပ်နေတယ်။မလုပ်လို့လည်းမရဘူး။ဘာလို့ဆိုတော့ဒီဂျားဖြန်ကမရှင်းရင်ရှုပ်ကုန်မယ်ပိုးရှုပ်မယ်နိုင်ငံရေးပါရှုပ်မယ်နိုင်ငံတကာနိုင်ငံရဲ့အတွင်းထဲဒီပါလှိုက်စားတယ်နိုင်ငံတကာနိုင်ငံရဲ့အုပ်ချုပ်ရေးရန်ရအကြီးကြီးတွေလှိုက်စားတယ်ကမ္ဘောဒီးယားဆိုရင် ဝင်းချုပ်ကဘေးကဟိုဗာလဲအကြံပေးကြီးတောင်းကြားဖြတ်နေညိနေတာစဉ်းစားကြည့်ထိုင်းမှာလည်းအကြီးကြီးညိနေတာရှိတယ်ထိုင်းမှာတချို့ဘုံချုပ်ကြီးတွေညိနေတာရှိတယ်တရုတ်မှာလည်းတချို့ဘုံချုပ်တွေကြီးကဲတွေညိနေတာရှိတယ်ဒါရိုက်ကတော့တွဲပြီးညိနေတာရှိတယ်အဲ့တော့ကြားဖြတ်ကကသူကရိုးရိုးရှင်းရှင်းကိစ္စမဟုတ်တဲ့အတွက်ပို့လည်းပြောရရင်တော့တော်တော်ကြီးကြီးမှညိအစုံနေရဖြစ်တဲ့အတွက်တချို့အစိုးရတွေဆိုတာအစိုးရရဲ့အတွင်းပိုင်းရဲ့ဒီကရောက်နေရဖြစ်တဲ့အတွက်တော်တော်ဒီမကင်လို့မရတဲ့တဲလို့ပါပြီးတော့အဲ့ဒါအလုံးကိုတရားခံဖြစ်နေဒီအဓိကနေပြဖြစ်နေတတ်မှတ်တာမြန်မာလိုလားတတ်မှတ်ကြတယ်တကယ်တော့မြန်မာရဲ့လာအိုရဲ့ကမ်ဘောဒီးယားရဲ့ထိုင်းရဲ့အကုန်လုံးမှရှိတယ်တရုတ်မှာ ရှိတယ်အကုန်လုံးပဲရှိတယ်ပြောရရင်တော့အဲ့ဒီဂျားဖြတ်ရဲ့မူလဇင်းမြစ်မျိုးစေ့မူလမျိုးစေ့ရတရုတ်တရုတ်ရဲ့မျိုးစေ့ရခုနကတခြားနိုင်ငံတွေမှာပြန့်ကျဲပြီးတော့အပင်လာပေါက်တာအဲ့တော့သူတရုတ်ကဘာလဲဆိုတော့သူ့မျိုးစေ့လို့မပြောချင်မဲနဲ့တခြားနိုင်ငံအပင်တွေလည်းညှို့ထူတာပုံမှန်လေဒီဂျားဖြတ်ကိစ္စသူစိုက်တဲ့မျိုးစေ့ကိုသူသူစိုက်တဲ့မျိုးစေ့ကိုသူ့မျိုးစေ့လို့ပြောချင်လို့သူကတခြားနိုင်ငံကိုလည်းညှို့ထူတာဒါပေမဲ့ဂျားဖြတ်ရဲ့မူလဇင်းမြစ်မျိုးစေ့ရတရုတ်က အဲ့တော့အဲ့မျိုးစီကဘယ်နာလာကျဲလဲကမ္ဘောဒီးယားကိုကျဲလိုက်တယ်ထိုင်းကိုကျဲတယ်မြန်မာကိုကျဲတယ်လာအိုကျဲချလိုက်တယ်အဲ့တော့ဗီယက်နမ်ဘက်တော့ကောင်းတယ်ဗီယက်နမ်ဘက်တော့ကောင်းတယ်တိတ်မလို့နိုင်ဘူးဒါပေမဲ့ဒီဘက်ကအရှင်းအောင်ချဒီရှူတိကနဲ့ဆက်ဆက်တာနဲ့နေမြေကြီးကြတော့သူကမျိုးစီအကျဲခံလိုက်တဲ့ကမလေးရှားဘက်တော့အင်ဒိုနီးရှားဘက်တော့သွားနေစင်ကာပူတော့သွားညိနေပြီစင်ကာပူကညိတဲ့မျိုးစီကဘယ်တော့ကျဲလဲပြန်လို့ဆိုကြားဖြန့်မျိုးစီကဗနီယာလိုက်ပင်ပေါက်လို့ဆိုရင်စင်ကာပူတော့သွားညိတယ်ဆိုတော့ပြောရရင်တော့မျိုးစီတွေကတော်တော်ပြန်ကျဲကုန်တာအဲ့တော့ဒီကြားဖြန့်ကိစ္စကခင်ဗျာအစိုးရကပြုတ်ကြနေတဲ့ဒီကြီးတဲ့အတွက်ရှင်းလာဒါကြောင့်ဒီဒီသက်မြန်မာအစိုးရကလည်းရှင်းလာခင်ဗျာဒါလည်း NLD လက်ဆက်တာဆိုရင် NLD ဘလို့ရှင်းမလို့မသိဘူး ူလို့ရှင်းလို့မရနေတယ်ဘာလို့ဆိုဒီမျိုးစေ့တွေ energy ထဲမှာစဆိုင်တယ် energy ဆိုရလွန်ခဲ့တဲ့9နှစ်မှာစမျိုးစေ့ဆိုင်တယ်ပြောရရင်တော့ဦးသိန်းစေ့ဆိုရလက်ထက်မှာမျိုးစေ့တွေစပြီးတော့တယ်လာဖို့ကြိုးစားနေချိန်မှာဦးသိန်းစေ့ဆိုရလက်ထက်ကတော့မျိုးစေ့အသေးလာခံရတဲ့အဆက်လောက်ပဲရှိပြီးတော့မျိုးစေ့စိုက်ခံရတာ energy ဆိုရလက်ထက်မှာမျိုးစေ့စိုက်ခံရတာအခုဦးမြောင်နိုင်ကအဲ့မျိုးစေ့တွေလိုက်နှုတ်နေရတယ်အဲ့ပေါက်လာတဲ့အပိန်တွေခရုံးတွေစူခရုံးတွေကြားဖြန့်ဟိုစူခရုံးတွေကိုနှုတ်နေရတယ်တပင်းတွေနှုတ်နေရတယ်ဟိုကဦးမြောင်နိုင်ရောက်နေတာပုံနဲ့ပြောခင်းချင်းအဲ့ဒါကိုဗာလက်ညှိုးဝိုင်းထုတ်ရဦးမြောင်နိုင်တို့အစိုးရကိုလက်ညှိုးထုတ်တယ်တကယ်တမ်းကြတော့မဟုတ်ဘူးထားရလေသူ့မှလည်းပြစ်ရှိတယ်သူ့မှပြစ်ရှိတာမရှိလားမဲသားတွေပြန်ထွက်နေရတာပဲရှိလားအဖေကရှင်းရှင်းလေးကိုကြားဖြန့်အဆောက်အဦးတွေဆောက်လာဖို့တဲ့ ်ဘီလက်မြေတွေအုတ်သေးကြောက်နေဘာလောင်စာစီဘာညာအကုန်လုံးအကုန်လုံးရစင်ပြီးရေအကုန်လုံးဘယ်ရလာလဲအဲ့ဒီထိုင်းရနေပဲလာအဲ့ဒါကိုထိုင်းရလက်ညှိုးထုတ်တော့ပြပါထုတ်တာပွင့်လည်းပြောရင်တော့ကြားပြန်ရဲ့တကယ်ရေတောက်မြေကြီးကထိုင်းမှလည်းရှိနေတယ်အဖြစ်အဲ့ဒါအဲ့တော့ချို့ကြရင်ထိုင်းရကတော့တသိန်းလောက်မှပြေးဝေါ်ရင်တော့ပင့်ခေါ်တယ်ဆိုကျွန်တော်မိတ်ဆွေချို့ကပြောဘူးလေအဲ့တော့တချို့ကြားပြန်ဂိုင်းစတာတွေကိုထိုင်းရကြည့်ရတာဝေါ်ရင်လည်းပင့်ခေါ်ပြီးသွားရတော့မသိဘူးပင့်ခေါ်ပြီးကဲတော့ပြောရအောင်မသိဘူးဒီလိုပြောအောင်ဖြစ်တယ်ဆောက်ဒါလေးကတော့ကြားချင်တဲ့ပတ်သက်လို့အိန္ဒိယသားတွေပြန်ခေါ်ရပြောတာပါအဲ့တော့ဒါတစ်ခုနောက်တစ်ခုကထိုင်းနဲ့ဆက်စပ်ပြီးထိုင်းနဲ့ ီမီဒီယာမှာထိုက်ရအများနဲ့တားတယ်ကျွန်တော်အဲ့ဒါကကျွန်တော်မြန်မာပြည်မှာမီဒီယာကြီးတစ်ခုလို့ပို့လို့လဲကျွန်တော်ပြောတယ်ဟိုမှာကျွန်တော်လာခဲ့ပြီးခဲ့တဲ့ peace forum တော့ကျွန်တော်ဟောပြခဲ့ကျွန်တော်တို့ group ကဆွေးနွေးတဲ့အချိန်မှာတစ်ခုပါတယ်အဲ့ဒါပါလဲဆိုတော့တကယ်ကိုဒီ corporation တခုလောက်အောင်ပုဂ္ဂလိကနဲ့အရပ်နဲ့ပူးပေါင်းထားတဲ့အစိုးရနဲ့ပုဂ္ဂလိကနဲ့ပူးပေါင်းထားတဲ့ corporation တခုလောက်အောင်တချို့ကမြန်မာ times လို့ပြောမြန်မာ times ထပ်ပို့ပြီးတော့ကြီးနေကြီးနေတယ်အဲ corporation ကြီးတခုပေါ်မယ်အဲ even english version နဲ့သူကမြန်မာပြည်ကိုမြန်မာပြည်အကြောင်းကိုကဘာဘူးကြတော့မြန်မာပြည်အကြောင်းကိုကောင်းကောင်းပဲပြောမယ် မြန်မာနိုင်ငံမှာမြန်မာနိုင်ငံတကဘာလို့လာလေပတ်ချင်ရမယ်။လာပြီးစိတ်ဝင်စားရမှာ။အဲ့ဒါကိုတော့ article တွေကောင်းကောင်းရေးရမယ်။ဒါပေမဲ့အခြားနိုင်ငံတွေရဲ့နိုင်ငံရေးတွေကိုတော့ special investigate လုပ်ရေးမယ်။အဲ့ဒါလိုမျိုး corporation အကြီးကြီးဖန်ပြီးရမယ်။နော်။ဒါဆိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့လက်ယုံတွေကိုဒီလိုလက်ယုံတွေကိုဒီလိုဆုပ်ဒီလိုကျုံထားလို့ရှိရင်တကယ်လည်းကျွန်တော်တယောက်ကလာကျွန်တော်တို့ချုပ်လာချုပ်လာခိုင်းလိမ့်မယ်။လက်ယုံတွေစန့်ထားမှာကျွန်တော်တို့ကဘာပဲပြောပြောဟိုသူများတွေကိုအနာကိုလွယ်တကူမကတ်ရဲမှာ။လက်ယုံကစန့်တင်ထိုးစံပြရတယ်။အချိန်တိုင်းလက်ကိုဒီလိုကျုံထားလို့ရှိရင်တချီချီမှာကိုယ်ပဲထိုးခံရမှာ။လက်ယုံကစန့်တင်နေချင်းစန့်ရတယ်။လက်ဝိတ်သဘောနဲ့ပြောရင်စန့်တင်ရင်စန့်ရတယ်။အဲ့တော့ဟု တော်မြန်မာပြည်ရဲ့မီဒီယာကလုံးကဘာဖြစ်နေလဲဆိုတော့တနိုင်ကလုံးမှာအစိုးရအစားလက်ရုံးတွေကြုံလာတယ်။ကိုလာထိုးရင်ကာမယ်ကာမယ်ကာမယ်ပြန်ထိုးလို့ကြတော့အားမရှိတော့ကိုင်းကိုင်းနဲ့အားမရှိတော့အဲ့လိုဖြစ်ကုန်တာ။အဲ့တော့ကျွန်တော်တို့ကအဲ့ဒါလုံနေတာ။အကြီးလုံနေ။ကိုထိုင်းကမီဒီယာအားကောင်းတော့ဘာလို့လဲကျွန်တော်နိုင်ငံကိုလည်းညှို့ထိုးတယ်။အကြမ်းတမ်းလည်းကိုထိုးတယ်ဟိုထိုးတယ်ကိုထိုးတာ။အဲ့တော့ကျွန်တော်က English version English version နဲ့ corporation ကြီးပေါ်မယ်။ English version တရုတ် version Thai version အဲ့လို version နဲ့ India version တော့တနည်းဆုံးပြအင်္ဂလိပ်ရဲ့တရုတ်ရဲ့နောက် version နှစ်မျိုးနဲ့ထွက်ရင်တော့တော်တော်လှပြီ။ Thai version သုံးမျိုးတော့ထွက်ရင်တော့ခင်ဗျာလှပြီပွဲလာပါလိမ့်။အဲ့သုံးမျိုးတော့ ਨੇ corporation ကြီးတခုပေါ်ပေါက်လာပေါ်လာပြီးတော့အဲ့ဒါကြီးကမြန်မာပြည်ကအကြောင်းတွေကိုကောင်းမြန်မာပြည်ဆိုမြန်မာပြည်မှာလောက်ရမယ်ပို့လာလို့ပို့ investment လုပ်ဖို့ကိစ္စတွေနဲ့လာရောက်လည်းပတ်ဖို့ကိစ္စတွေကိုကြာရင်သတင်းတွေကိုပြန်ကြည့်တယ်ဒါမဲ့သူများနဲ့ထိုင်းနိုင်ငံနိုင်ငံရေးကိစ္စတွေဝင်ရေးတယ်စင်ကာပူနိုင်ငံရေးဝင်မှုတယ်ထိုင်းအဲအိန္ဒိယနိုင်ငံရေးတရုတ်နိုင်ငံရေးအခုချောက်ဝင်ရေးပေါ့ဟုတ်လေရေးပေါ့ဒီကနေ့သုံးသက်ချက်ရေးအဲ့ဒါကတော့အစိုးရနောက်ကနေပါဖြစ်လေတိုက်ရိုက်အညီမခံနဲ့ပါလို့ရတယ် corporation ကြီးပေါ်ဖန်တီးရတယ်ကြောက်ပဲဘာလို့အဲ့ဒါမှဖြစ်မှာတခြားကမ္ဘာနိုင်ငံတည်တည်ကခဏ CNN နောက်မှာလည်းအစိုးရရှိတယ်ခက်တရုတ်တရုတ်ကခါတာ စင်ကာပူကစင်ကာပူရဲ့ CNA နောက်မှာလဲစင်ကာပူအစိုးရနဲ့ဆက်ဆက်နေတာပဲချိတ်ဆက်နေတယ်။ထိုင်းရဲ့ Bangkok Post တို့ The Nation တို့ Thai PBS တို့နဲ့အစိုးရနဲ့ဆက်ဆက်နေတာဆိုချိတ်ဆက် link inter interbox inter interlink နေရှိတယ်အပြန်လဲရှိနေတယ်။အဲနောက်ကွယ်မြုပ်နေတယ်အဲ့တော့တော့အဲ့တော့အကြီးလို့ဖို့လိုတယ်လို့ကျွန်တော်တို့ထောက်ပြခဲ့ဘူးလေ။အဲစာအတိုးနဲ့ပါအသေးစိတ်တော့မကြီးဘူးစာကြောင်းအတိုးနဲ့လိုရင်းကြီးပြခဲ့ဘူးလေ။နောက်ကွယ်ဘာကြောင့်ကျွန်တော်ခုနကပြောပြဆိုထိုင်းကအခုကျွန်တော်တို့ရှိလို့ညှို့ထိုးတယ်။ဟိုကတန်လင်းမြစ်ကြီးကိစ္စ။တန်လင်းမြစ်ဆိုတာကဟိုတရုတ်ကနေစပြီးတော့မြန်မာပြည်ကိုဖျက်ပြီးတော့ဟိုပဲထိုင်းအထိဆင်းတာ။အဲ့တော့ခုထိုင်းကပြောပြီထိုင်းကဝေဖန်ပြီတန်လင်းမြစ်ကြီးကိုတဲ့ မတုံးနဲ့မတုံးနဲ့မတုံးဖို့တန်လမြေတန်လမြေကြီးစီးဆင်းတဲ့နေရာမှာရှိတဲ့ထိုင်းနယ်စပ်နိုင်ငံသားတွေသူထိုင်းနိုင်ငံသားတွေကသူကတန်လမြေကမြေကြီးကိုမတုံးနဲ့တင်ချာနှစ်ချက်ကတန်လမြေထက်ကရတဲ့ငါးတွေပါးတွေညာလေအကောင်ပလောက်တွေမစားနဲ့ဆိုတော့မပြောလာဘာကြောင့်လဲဆိုတော့အာဆင်နစ်တက်ကငါးသားလောက်ပုံများနေတယ်ဒါမှန်တဲ့ဆိုတော့အာအာဆင်နစ်ဆိုတာလည်းအကောင်လန့်တယ်လေကျွန်တော်အာဆင်နစ်တက်ဆိုရင်အာဆင်နစ်ပါတဲ့ရင်တောက်မြင်အသေးတွေကပုံစုပ်ပဲတောက်ကုန်အဲ့ဒါတော့ကြောက်တယ်ဒါဘာပေါ်ကြီးခဲ့တယ်ကန်ခဏအောင်ကြမ်းမှကြီးခဲ့အာဆင်နစ်တက်ကြောက်သူကခိခဲ့မှာစိုးကြမ်းမှကြီးခဲ့မှာဆိုတော့တားတယ်ပေါ့အဲ့တော့ဘယ်ရလာလဲဆိုတော့အဲ့အာဆင်နစ်တက်အဲ့လိုတင်းနေတော့ဘာလို့မြန်မာပြည်ကလာတာဟာသူစဉ်းစားတာ အာစနစ်ကမြန်မာပြည်ရတယ်ဆိုတော့ဘယ်လိုဖြစ်တာလဲဆိုတော့မြန်မာအဲ့မှာအပြစ်ရှိပြန်ရောအဲ့မှာလေသူတို့ပေါ့တကယ်လဲမြန်မာအပြစ်ရှိသလားဆိုတော့မြန်မာတွေရဲ့မသိနားမလည်မှုဆိုတော့အပြစ်သားလည်းရှိတာတမင်လောက်တာမဟုတ်ဘူးမသိနားမလည်မှုသို့မဟုတ်ကိုကျိုးစီးပွားဆိုတာအပြစ်ကလေးပဲရှိတာကျွန်တော်ဘာပြောမှမရှိဘူးဘာလို့အဲ့တန်လူကြီးဖြတ်တဲ့နေရာချက်ရှမ်းပြည်နေရာဖြတ်လာတယ်ဗျာအရာပြည်နေတွေကိုလည်းနည်းနည်းဝင်နေတယ်ကျွန်တော်မြေပုံပြကြည့်လိုက်ခါ sorry ထပ်တော့ပြောခင်ရင်းနေလာတယ်အဲ့ဒီတန်လူကြီးကတရုတ်တည်းရဲ့အကျိုးစီးပွားရဲ့အခြေချလောက်ထားတာ တရုတ်တွေကတန်လင်မြေကြီးမှာတရုတ်ရဲ့ဝါဒီ project တွေရှိတယ်။တရုတ်ရဲ့မြေရှားတူဖို့ရေးတွေအစားဝါမိုင်းလာဒေတာတွေပါဝင်မြေရှားတူဖို့ရေးတွေအစားအကုန်အများကြီးရှိတယ်။ဆိုတော့ပြောရရင်တော့တရုတ်ကတရုတ်ပြည်မှာရှိတဲ့တန်လင်မြေကြီးစားတူပြည်ပဲချက်မှာတရုတ်ဘာမှမလုပ်ဘူးမြန်မာပြည်ထဲမှာအကုန်လာလုပ်တယ်။မြေရှားလဲလာတူတယ်ခင်ဗျာတတ်တူရွှေအကုန်တူတယ်ခင်ဗျာအကုန်လုပ်တာ။ဘာရရအကုန်ဖို့ပြီးတော့အဲ့မှာအဲ့တန်လင်မြေကြီးကဘေးပင်ညာတောင်တန်းတွေမှာကျွန်တော်ကတတော်တွေဝါဒီအုပ်ဆိုင်တွေမှာရာဘာတွေများလာတယ်။ရာဘာကလည်းကျွန်တော်နိုင်ငံတော်ကပြန်ဆန်းစစ်ဖို့လိုတာရှိတယ်။ rubber site တဲ့နေရာမှာ site တဲ့နေရာခွဲဖို့လိုပြီးလို့ကျွန်တော်မြင်တယ်။ဟောနောက်တစ်ခုကတဘောပေါင်ချင်ရှိတော့ညာကျွန်တော်နိုင်ငံအရန်အားနေတယ်။ တော့ပညာအဲ့တော့အဲ့ဒီအားနေမှုတွေအကုန်လုံးကမတိနားမလည်မှုရဲ့အကျိုးစီးပွားရဲ့နှစ်ခုပေါင်းဆက်သွားပြီးတော့လက်နက်ကင်တပုံထမှုနဲ့မြန်မာနိုင်ငံရဲ့ပြည်ပခအခြေအနေပေါ်ကနေတရုတ်နိုင်ငံအမျက်ထုတ်မှုတွေပေါင်းဆက်သွားပြီးတော့တန်လင်းမြကြီးအစိတ်တဲ့အစိတ်တဲ့ဘသူသွားထိလဲဆိုတော့မြန်မာနိုင်ငံသားတွေကမတည်ဘူးတန်လင်းမြချောင်းတွေကတန်လင်းမြကြီးကိုဒါရီဘီထိုးချကြီးချိုးတယ်တုံးတယ်နားရီပန်းချတယ်မြန်မာတွေကတော့တေးလဲတေးပေါ့မြန်မာတွေမြန်မာတွေအသက်ကဇေပေါ်တာနော်ဇေပေါ်တော့တေးလဲတေးပေါ့ဆိုမြန်မာတွေကအဲ့လိုနေကြတယ်ထိုင်းနေကြတော့သူ့နိုင်ငံသားတွေထိကဲမှာဆိုလို့သူကျင်ညာတယ်ဒါပေမဲ့မြန်မာကလာတာဒီတန်လင်းမြကြီးရဲ့ထိကဲဆက်ရှုံးချုံမှုတွေကမြန်မာပြည်မှာအများဆုံးဖြစ်ပြီးတော့အဲ့ရရေးစီးစင်းလာဘူးကမြန်မာထိုင်းကိုလာထိပါတယ်ဆိုပြီးတော့ပြောတော့ခံဟိတ်ဆိုတော့မီဒီယာအားနဲ့ခံရတာကျွန်တော်တို့ပဲ ကျွန်တော်တို့မှာအားနည်းချက်ကတစ်ခုပဲရှိပါတယ်လို့ကျွန်တော်ခုနပြောတယ်မသိနားပလင်မှုနဲ့ကိုကျိုးစီးပွားဒီနှစ်ခုကြောင့်ကျွန်တော်တို့မြန်မာပြည်ကခံရရတယ်နောက်တစ်ခုကအဲ့မသိနားပလင်မှုနဲ့ကိုကျိုးစီးပွားအပေါ်မှာဂုံသွေးဆုပ်တဲ့အုပ်စုတွေကြောင့်ဖြစ်တာကျွန်တော်တို့ပြန်တွေးကြည့်ရင်ကျွန်တော်နိုင်ငံချနာဖို့ကောင်းတယ်သူများတွေလည်းညှို့ထိုးတာအရာအလုံးလည်းညှို့ထိုးတာကျွန်တော်တို့ပဲသူတို့ကသူသေးပေါက်လည်းကျွန်တော်တို့လည်းညှို့ထိုးတာသူတို့ဘာလို့ကျွန်တော်တို့လည်းညှို့ထိုးတာအဲ့တော့ကျွန်တော်နိုင်ငံကလေခွန်အားမရှိဘူးအင်အားမရှိမီဒီယာအားလည်းမရှိဘူးဘာမှမရှိဘူးအဲ့တော့ကျွန်တော်တို့ဘာရှိလဲဆိုတော့ဒူပင်နာပြခံခြင်းမရှိတယ်နိုင်ငံတကာပြောနေတာဒူပင်နာပြပဲခံပြရကျွန်တော်နိုင်ငံအဲ့တော့ဘာတက်မလဲဘာတက်နိုင် ။ကျွန်တော်ဘက်ကနယူးဇီလန်ထပြောတယ်ဗျာ။ကဲမြန်မာယူကောက်ပေါ်ဟိုနယူးဇီလန်အတိမပြူဆို။သူတို့အတိမပြူယူကျွန်တော်နဲ့ပါဆိုင်လို့လို့။ဒီလိုပြောရင်ဆိုတေလာဆွေယောက်ျားယူမဲ့ကိစ္စကျွန်တော်အတိမမပြူဘူးဗျာ။ကဲဟာဖြစ်လို့။ကျွန်တော်လောကလက်မခံ။တေလာဆွေယောက်ျားယူမဲ့ကိစ္စကျွန်တော်လောကလက်မခံ။ကျွန်တော်တို့လောကလက်မခံ။တေလာဆွေယောက်ျားယူသောမဲ့ကိစ္စကျွန်တော်တို့လောကလောကလက်မခံ။နော်။လီစာယောက်ျားယူမဲ့ကိစ္စလည်းကျွန်တော်လောကလောကလက်မခံ။ဒါဒါတော့ကျွန်တော်လက်မခံနိုင်။ဆိုင်လား။ဆိုင်လား။ဘာမှဆိုင်ဘူး။တော်တူကျွန်တော်မြန်မာယူကောက်ပေါ်သူအတိမပြူပြူကိုပါဆိုင်လို့အဲ့လိုဘာဒါမှမဟုတ်ဘာဖြစ်လို့လဲလို့ပြောလဲမင်းမီဒီယာအားနဲ့တို့ကိစ္စတွေကိုကိုယ်နိုင်ငံထုတ်ထုတ်ထည့်နေတာ ါပဲဗျာဟုတ်တယ်လော်ဘီလိုအားကောင်းတော့ဗီဒီယားနဲ့ပွားတာပါဗျာဒါပါပဲအဲ့တော့ဒါကြောင့်ကျွန်တော်နိုင်ငံသားဘုကောင်နဲ့တောင်ပေါင်းဆောင်ခံရတဲ့ဒါလေးကိုကျွန်တော်ကြိုးကြိုက်လို့ပြောတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ PDF ရဲ့ကိစ္စပေါ့နော် PDF ရဲ့ကိစ္စအချမ်းမပေါ့ဘူးချောင်းဦးမှာဗျာ PDF တွေလည်းအခုချိန်ထိဒီနေ့ဒီချိန်ထိလုံနေလုံးပဲဗျာကျွန်တော်လည်းအဲ့ကလေးအဲ့ကောင်လေးလည်းပြောရခက်ပါတယ်ချောင်းဦးမှာတဲ့ချောင်းဦးမှာချောင်းဦးမှာဖြစ်တာအောင်မြေသားဆန်ဖြစ်တာနှစ်ခုရင်ပြောအောင်မြေသားဆန်မှာဖြစ်တာရင်ပြောပါမယ်အောင်မြေသားဆန်ကတွိုးအခုဝန်ထမ်းလေးတယောက်ကရွှေဘိုတက်ကတူမှာအဝေးတက်ဖို့သွားတယ်သွားတာကနော်ပြီးခဲ့တဲ့အော်တိုဘတ်31ရက်နေ့ပိုင်းမှာသွားတာသွားလိုက်တာနော်အဲ့တော့သွားတဲ့ခါမှာ ခိတဲ့တင်မော်တော်ကြီးခိတဲ့ကားနဲ့သွားတာမုံလာလောက်လည်းရောက်တော့ PDF ဖွဲ့တွေကကားပေါ်တက်ပြီးတော့တားတယ်တားလိုက်ပြီးလဲပြီးတော့ထွေးဟုတ်ယုံယုံကူစာဖို့ပုဂ္ဂိုလ်လေးနဲ့သူ့တငယ်ချင်းနှစ်ယောက်ကိုရှိုးတဲ့ကောင်ကိုတက်ဖို့သွားမယ်ဆိုတာသိလို့ဖမ်းသွားတယ်ဖမ်းသွားပြီးတော့အဲ့ဒီဟွာကတော့ပြန်ထုတ်လိုက်တယ်တယောက်ကတော့ပြန်ထုတ်လိုက်တယ်ဒါမဲ့ခုနဒီထွေးဟုတ်ထွေးဟုတ်ကအောင်မြတ်တန်မြို့နယ်ရဲ့ထွေးဟုတ်ကယုံကူစီယုံကူစီလေးကိုတော့ကိုအောင်ဆောင်မိုးဆိုတဲ့ပုဂ္ဂိုလ်ကတော့ဖမ်းထားတာကိုပြန်မလုပ်ပေးသေးဘူးနိုမာတိုရီနဲ့မနေ့ကတော့သူ့ရဲ့တငယ်ချင်းကိုလှုပ်ပေးတယ်အဲ့ကိုအောင်ဆောင်မိုးတော့ပြန်မလုပ်ပေးသေးဘူးကုတိမလုပ်ပေးသေးဘူးလေအဲ့ PDF ကြီးလှုပ်ထားတာကဲအဲ့တော့ရှူရွှေဘူသွားရင်မုံရမြို့နယ်ထဲမှာဖြစ်သွားတာဒါ PDF ကြီးလှုပ်တာ ဆိုတော့ PDF တွေကအခုထိတို့မှလည်းအသိတရားမရသေးဘူးဗျနောက်တစ်ခါ PDF တွေနောက်တစ်ခုဘာထပ်လုပ်ထားသေးလဲဆိုတော့ဒီ6ဥပမာလည်း6ဥပမာလည်းစီပင်စည်ရေးအကြီးတန်းစည်ရေးပေါ့နော်6ဥမျိုးနဲ့စီပင်အကြီးတန်းစည်ရေးအမျိုးသမီးနဲ့တာသမီးတွေကိုနော်6ဥမျိုးမှာရက်ွက်6ဥမျိုးနဲ့စီပင်တာသမီးမှာလုပ်တဲ့အမျိုးသမီးကိုတို့ရဲ့အိမ်မှာရှိနေတဲ့အချိန်မှာပဲနိုဘာတို့ရဲ့ည7နာရီလောက်မှာ PDF တွေက6ရောက်တော့ကမော်တော်ယာဉ်နဲ့ရောက်ချလာတယ်ရောက်လာပြီးတော့အဲ့ဒေါ်တီရာအသက်55နှစ်နဲ့သူ့သားလေး28နှစ်သူ့သမီးစုမြရတဲ့အသက်25နှစ်အဲ့တို့ရောက်လုံးကိုဒလန်လေးလို့ပြောပြီးဘာမပြောကြအောင်တန်းတန်းပြစ်တာသွားတယ်တီးသွားတယ်တုံးလို့ဆိုတော့ဒီနေ့တစ်ချိန်ထိဒလန်ငေါးတဲ့နဲ့တတ်နေတာရှိနေတော့ PDF ရှိနေလို့အဲ့တော့ PDF တွေကသူတို့လောက်တာတွေသူတို့ကသူမှန်တယ်လို့တော့သူတို့ထင်နေတာပဲဒါပေမဲ့ဘယ်အချိန်မှာသူတို့ကိုသူတို့ငါတို့လွဲပြီးထင်နေဆိုတော့သိမလဲလို့ကျွန်တော်မသိဘူးသို့တော့လောလောဆယ်တော့ကျွန်တော်တို့ကကြည့်ရတာလွဲနေပြီမှားနေပြီဆိုတော့ကျွန်တော်အချိန်ချင်းပြောနေပါတယ်ဆိုတော့ဒါကူတီဖြစ်နေလို့ပါပဲเนาะဒါကတော့ဒါဒါဒီဘက်မှာဖြစ်နေတဲ့ကိစ္စပါတော့ဆိုတော့နောက်တစ်ခုကမြန်မာနိုင်ငံတက်တဲ့ဖြစ်စဉ်လေဟိုမှာဖြစ်အိန္ဒိယမှာဖြစ်စဉ်လေးတခုဖြစ်သွားသေးတယ်မီဇိုရမ်မှာဖြစ်တာဆိုတော့မီမီဇိုရမ်ဆိုတာလည်းခဏလေးကြည့်ရတဲ့ဟိုမောင်နှံခုနဖော်ပေါ့ဗျာခုနခုနပြည်နယ်ပေါ့7 state ပေါ့เนาะအဲ့မှာဖြစ်တာအဲ ကျွန်တော်တင်ချင်းတိုင်းသားတွေဖြစ်ဖို့များပါတယ်အဲ့ဒီပဲချမ်းနေဆိုရင်မီဇိုရန်နဲ့ပဲတွန်းနေတာပေါ့နော်ဆိုတော့မီဇိုရန်ပြည်နယ်ကော်လစစ်ဆိုတဲ့ခရိုင်ကော်လစစ်ဆိုတဲ့ခရိုင်မှာနော်မြန်မာနိုင်ငံသားနှစ်ယောက်ကအထူးအလှုပ်ကြိုင်နေတယ်နိုဘာ9ရက်ည9နာရီလောက်မှာပဲအဲ့ဒီမှာဒီကော်လစစ်ဆိုတဲ့ခရိုင်ကနေခရိုင်ရဲ့အဲဒီလ်ဇူဆိုတဲ့မြို့ပေါ့နော်အဲရွာပေါ့နော်အဲ့ရွာမှာတောင်ရွာမှာအလှုပ်နေကြရင်းနဲ့အဲ့နိုဘာ9ရက်ညမှာတာစကားများကြရဲ့ထင်ပါတယ်ဒီဒီတော်တဲ့တင်နာဖော်ပြချက်ဒီမှာတော့စကားများပြီးတော့အသက်55နှစ်အရွယ်ကူပီအာကနေပြီးတော့တဲ့ပူရအာဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့အသက်60အရွယ်ကီယိုဘာဆိုတဲ့ပုဂ္ဂိုလ်ကို ဒါနဲ့ကိုထုတ်ကိုတက်ကပြတယ်ပြီခေါင်းမှာဖြတ်ပြတယ်ဟာရိုးတာတာမို့ကိုတောင်းကောင်းမှာဖြတ်တယ်ဆိုတော့သူ့ရဲ့ဒီမီဇိုရန်ခြေဆိုင်မီဒီယာဖော်ပြချက်ရဆိုတော့မြန်မာမြန်မာချင်းပြန်တက်တယ်ခေါင်းဖြတ်တယ်ဖြစ်နေဖြစ်တယ်ဆိုဖြစ်သွားတယ်ဆိုတော့ကြည့်ရတာမူတောက်စားမူရည်ရင်းနေများရန်ထပြီးစကားများပြီးတော့များခေါင်းဖြတ်တယ်ဖြစ်နေပြီးတော့ဒါလည်းမြန်မာတွေကနေမရှောင်ဘူးဆိုတော့ပြနေမရှောင်ကျဲပြောင်းနေဖြစ်တယ်ပေါ့နော်ဒါလေးတော့တတ်တွေ့ရတယ်ဆိုတော့နောက်တစ်ခုကဒါလေးပြောနောက်တစ်အပိလေးတစ်ခုတော့ AA နဲ့ကိစ္စပါ AA ကတော့နည်းနည်းတတ်တိရှိပုံရတယ်ဟိုဘာလဲဆိုတော့တတ်တိတော်တော်ကြီးနေပုံရတယ်မဲသူကဟိုအားတဲ့ ရခိုင်ပြည်နယ်ရေပိုင်နယ်တွေကိုလည်းလာပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ငါးကိုဖမ်းလို့ရတယ်ဆိုဘင်္ဂလားဒေ့ရှ်နိုင်ငံသား18ဦးဟိုပထမတော့6ဦးပေါ့နောက်တော့ခုနောက်ပေါင်းလိုက်တာအားလုံး18ဦးရှိသွားပြီဖမ်းပလိုက်တယ်တဲ့မနေ့ကညနေပိုင်းလောက်မှာ6ဦးထပ်ဖမ်းတယ်စုစုပေါင်း18ဦးရှိသွားပြီအေးရဖမ်းလိုက်တယ်ဒါဆိုသူရခိုင်ပိုင်နယ်တွေကိုလာဖမ်းလို့ငါးကိုဖမ်းလို့ဖမ်းတယ်တဲ့ဆိုပြီးတော့ပြောတယ်ပြီးလည်းပြောခုမှာတော့ဟိုဘက်မှာတော့ရခိုင်ဘက်ကအေးနဲ့အာဆန်တွေကတော့နည်းနည်းလေးနေသားမှာပြက်ခတ်မှုတွေနေငယ်မနေ့ကလည်းဖြစ်တယ်လို့အချမ်းချင်းသိရတယ်ပေါ့နော်သိရတယ်ဆိုတော့ဒါလည်းရခိုင်ပြည်နယ်ဂျပန်ချမ်းမှာဖြစ်နေတဲ့ကိစ္စပါเนาะအဲ့တော့ဆက်ဆက်ပြီးတော့ပြောရမယ်မနေ့ဖြန်မှာထုံးပြန်နိုင်ရဲ့မွေးနေ့လို့သိရတယ် ဆိုတော့တွေ့မြင်နိုင်မှုတွေမှာတွေ့မြင်နိုင်ထွက်လာပြီးတော့ happy birthday to you တွေထားလို့ကြအောင်မလို့သိကြတာပေါ့နော်တစ်ခါတည်းနဲ့ဗီဒီယိုတွေထွက်လာပြီးတော့ဒါကြီးပြောအောင်မလို့သိကြတာပေါ့လို့ပြောရင်းနဲ့ဒီတော့ထွက်ပါမယ်